အလုံးပဲမင်္ဂလာပါဒီဗီလေးမှာကျွန်တော် sharing လုပ်ပေးချင်တာကတော့ကျွန်တော်တို့အခုလိုမျိုးပေါ့နော် reaction video လေးတွေကိုဖန်တီးချင်တယ်အကိုပြတဲ့အတိုင်း live လုပ်တာပဲဒါပေမဲ့အဲနီးစနစ်မကျဘူးပေါ့နော်လိုချင်တဲ့လိုမျိုးချိုးလို့မရဘူး၊ကွေးလို့မရဘူးပေါ့နော်ဟာဒီလိုမျိုးဖြစ်နေတယ်နောက်ထပ်ဗီဒီယိုတစ်ပုဒ်နဲ့အသေးချာလေး sharing လုပ်ပေးပါဦးမနော်အတောင်းဆိုတဲ့သူကကျွန်တော် sharing လုပ်ပေးလိုက်ပါတယ်အဲဒီလိုမျိုး video တွေကျွန်တော်ဖန်တီးပေးတာလားဆိုရင်ဆယ်ပို့လို့ရှိပြီပေါ့နော်ဟာအဒီနီယာမနဲ့ပတ်ပြီးတော့ကျွန်တော်ဖိလဲခေါင်းလန့်နဲ့ပြပေးတာတာပေါ့နော်အဲနားလဲသဘောပေါက်လွယ်အောင်ဆယ်ပို့လို့ရှိပြီပေါ့နော် โอเคဒီနေ့တော့ဒီဗီဒီယိုလေးကိုကျွန်တော်ရဲ့မိတ်ဆွေကတည်တည်ချာချာ like ကြည့်ပါအလုံးဝကြိုက်တဲ့ဗီဒီယိုဖြစ်နေသေးချိုးတက်သွားလိမ့်မယ်ပေါ့နော်โอเคဒီနေ့ဒါအတည်တည်ချာချာလေးပေါ့နော် reaction တစ်ပုတ်ကိုနီးစနစ်ချာချာအတည်တည်တတ်တတ်လေးဖြစ်အောင်ဒါကျွန်တော်ဖန်တီးတဲ့နီလန်းလေးကို share တင်လုပ်ပေးမယ်โอเคဒါဆိုရင်တော့ကျွန်တော်ရဲ့မိတ်ဆွေကကိုကျွမ်းကျင်တဲ့အဲ့နဲ့ edit လုပ်လို့ရတယ်ကျွန်တော်ကတော့အများအသုံးပြုတဲ့ကက်ကက်အဲ့နဲ့ပြပေးမယ်โอเคဒါဆိုရင်ကက်ကက်ထဲကိုဝင်ဝင်ပြီးတော့ new project အခုဖွင့်အဲ့ဒီနေရာမှာကျွန်တော်ရေးမိရှေက background ကို video သုံးပါလားဓာတ်ပုံသုံးပါလားကျွန်တော်အများကြီးကို ဗီဒီယိုသုံးမှာဆိုရင်ဒီဘက် background အဗီဒီယိုသုံးမှာဆိုရင်ဒီဘက်ပေါ့နော်ကိုယ့်ရဲ့ background ကိုဓာတ်ပုံသုံးမှာဆိုရင်ဒီဘက်ကိုလောက်ထား background ရှိတယ်ဒီဘက်ပြောင်းလဲပေါ့နော်အဲဘယ်ကမှမရှိဘူးကက်ကက်ထဲကသွားယူမှာဆိုတော့ဒီမှာ library ထဲကိုသွားလို့ရတယ် library ကိုနှိပ်အနှိပ်ပြီးတော့ဒါတွေအကုန်လုံးက free သုံးလို့ရတယ်နော်ဒါတွေအကုန်လုံး free သုံးလို့ရတယ်ဒီမှာ green screen တွေလည်းရှိတယ်အ background တွေလည်းရှိတယ်ဒါလေးသုံးတဲ့ချိန်တော့ internet ဖွင့်တာဝင်လို့တယ်ပေါ့နော်အဲကျွန်တော်ရဲ့မိတ်ဆွေကကိုကြိုက်တဲ့ဟာကိုယူလို့ရတယ်ဒီတဲ့ဟာတွေအကုန်လုံး free free ပဲနော် โอเคဒါဆိုရင်ကျွန်တော်ကဒီနေရာမှာအဲဒီနေရာမှာကျွန်တော်ရင်းမစကဘက်ဂရောင်းထဲအဲဘက်ဂရောင်းကိုဗီဒီယိုထဲမှာလားတပ်ပုံထဲမှာလားအဲဗီဒီယိုဆိုဒီဘက်မှာကျွန်တော်အများကြီးဘက်ဂရောင်းကဒီဘက်ဖိုတိုဆိုဒီဘက်မှာဗောနောအဲဘယ်ကမှမရှိဘူးကက်ကက်ထဲကဆိုတော့ library တို့သွားယူလို့ရတယ်ကျွန်တော်မှာကဘက်ဂရောင်းလေးလုတ်ထားတာရှိတယ်အဲဒီဘက်ဂရောင်းလေးတစ်ခုကျွန်တော်အသုံးပြုမယ်ဗောနောဗီဒီယိုလေးကိုပဲဘက်ဂရောင်းထဲမယ်အဲဒါကတော့ကျွန်တော်ရဲ့နောက်ခံဘက်ဂရောင်းဗောနောโอเคဒါဆိုရင်ဒီနေရာမှာရွေးချိုးချိုးမယ်ရွေးချိုးကတော့မဖြစ်မနေချိုးရတယ်အခုအသုံးပြုခြင်းတဲ့ site တွေကို အပလက်ပေါင်းရွေးချယ်ပြီးတော့ရွေးချိုးချိုးမယ်ရွေးချိုးချိုးဖို့ဆိုရင်လည်းဒီအောက်ကဟာလေးကိုဆွဲမယ်အဒီမှာရွေးချိုးဆိုတဲ့လေးတောက်လေးကိုတစ်ချက်နှိမ့်မယ်အဒီနေရာမှာကျွန်တော်ထင်သာမြင်သာဖြစ်တာကျွန်တော်ကမျှဝေပြီးနေလို့ဖြစ်တဲ့အတွက်အစိုက်ကြီးနဲ့ကျွန်တော်ပြပေးမယ်အတစ်တစ်တဲကိုကျွန်တော်ဝင်မယ်အတစ်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 ဆိုင်ပေါ့နော်တစ်တစ်ဆိုင်ကိုနှိမ့်နေနှိမ့်ပြီးတော့ကျွန်တော်ရေးမစကတဖက်မှာမဲနေတယ်မဲနေတာဖြစ်တဲ့အတွက်ဒီအမဲကိုအားလုံးပျောက်သွားအောင်လက်ကလေးနဲ့ဒီအနီကွက်ကြီးကိုတော့ဖျဲလိုက်မယ်ပေါ့နော်အဲဒီလိုမျိုးဖျဲတယ်မယ်တာအီးတည်းမဖျဲနဲ့ပေါ့နော်โอเคဒါမျိုးကွက်တီရောက်သွားပြီဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကဗီဒီယိုနောက်ခံဟောပြီးလှလှလေးထည့်ချင်တယ်တော့ပေါ့နော် โอเคဒါဆိုရင်ရပြီရပြီဆိုရင်ဒါအမှန်ချစ်လေးချစ်လိုက်မယ်အဲဒါဆိုရင်ကျွန်တော်ရဲ့နောက်ခံပေါ့နော်အဲဒါ background ရသွားပြီရသွားပြီဆိုရင်ကျွန်တော်တို့ရွှင်လုံးမဲ့ဗီဒီယိုနှစ်ပုဒ်ကိုလာမယ်ဒါဆိုရင်ကျွန်တော်ဒီအောက်က over လေးကိုနှိပ်မယ်အပေါင်း black ကိုနှိပ်မယ်အဲဗီဒီယိုရှာမယ်ဘယ်ဗီဒီယိုတွေကိုကျွန်တော်တို့ကလူရွှင်လုံးမှာလဲပေါ့နော်အဲဒီမှာကျွန်တော်ရဲ့ပုံကိုကျွန်တော်တို့ရွှင်တစ်ချမ်းထားမယ်ကျွန်တော်နောက်တစ်ချမ်းကဘယ်လိုထားမှာလဲပေါ့နော်အဲဒီပုံလေးနဲ့ပဲကျွန်တော်နမူနာပြမယ်အဲဒါဆိုရင်ဗီဒီယိုနှစ်ပုဒ်ကိုကျွန်တော် အထည့်လိုက်ပြီထည့်လိုက်ပြီးတော့အောက်ကအပ်ပေါ့နော်အဲအထည့်ကိုတစ်ချက်နှိမ့်လိုက်မယ်နှိမ့်လိုက်မှဆိုရင်ဒါဗီဒီယိုနဲ့ပုံကတည်းကမှလာထက်နေတယ်အဲဒါဆိုရင်ကျွန်တော်မျက်စက်ကခွဲလိုက်အဲသူ့ကိုဒီဘက်ကခွဲမယ်ဆိုရင်လည်းလက်ကလေးနဲ့ခွဲပြီးတော့တစ်ခါတည်းအကြီးလှုပ်လိုက်โอเคဒီမှာဒီတိုင်းလေးပေါ့နော်အဲအဲ့ဒီလောက်ကိုလွယ်ပြဒါပြီးသွားပြီပဲနော်အဲတစ်ဖက်ထည့်လိုက်ပြီအဲဒါကကိုပြပေးခြင်းနဲ့အယုတ်ပေါ့နော်အဲတစ်ချက်တစ်ဖက်ထားမယ်ဒီဘက်ကကိုရဲ့ပုံကိုထိခြင်းနဲ့ဆိုရင်လည်းအမြားလေးတစ်ချီအောက်ကကိုရဲ့အယုတ်ကိုတိုင်းလဲမှာကိုရဲ့ဗီဒီယိုရှိတယ်နော်ကိုရဲ့ဗီဒီယိုကျွန်တော်အမြားတစ်ချက်ကြည့်ပြီးတော့ အဲဗီဒီယိုလာပြီးတော့သူ့ဒီဘက်ကလာပေါ့နော်လာပြီးတော့လက်နဲ့ပြဲလိုက်ပေါ့နော်အဲဒါဆိုရင်အဲမှာဗီဒီယိုကအရသွားပြီးဖွင့်ကြည့်လိုက်အဲဒါဆိုရင်ကျွန်တော်တို့ကရီရှင်ပြီးတော့ဒီဘက်ကိုဖန်တီးလို့ရပြီပေါ့နော်အဲတချို့ကျတော့ဒီနေရာမှာဒါကျွန်တော်တို့ရုပ်သုံးတဲ့နေရာလေးပေါ့နော်အဲကျွန်တော်တို့ကဒီတိုင်းလေးတွေတည်းဒါဖန်တီးလို့ရတာပေါ့နော်အဲတချို့အဲကိုကိုကိုပြန်ရိုက်တဲ့နေရာတွေမှာ site လေးပေါ့နော်အဲဗီဒီယိုဆိုက်ရတဲ့အချိန်မှာကိုကရီရှင်လုံးမှဆိုရင်တော့ရီချိုကိုအဲ66ချိုးနေပေါ့နော်ကိုဗီဒီယိုရိုက်တာကတော့အကောင်းဆုံးပေါ့နော် အဲကျွန်တော်တို့ကကိုသုံးမဲ့ platform တွေရွေးချယ်ပြီးတော့လေဗီဒီယိုတွေရိုက်ထားတော့ကောင်းတာပေါ့နော်ဒါဆိုရင်ဘာမှလုံးဆရာမလို့ရရှင်တပုတ်ကဒီတိုင်းပေါ့နော်နောက်က like ခံပြောမယ်ဘာပြောမယ်ညာပြောမယ်ရှောက်ပြောတာနေပဲဒါရရှင်တပုတ်ကရသွားပြီအဲ့ဒီလောက်ကိုလွယ်တယ်ပေါ့နော်ဒီတိုင်းလေးကတ်ပါဒါကရရှင်ကတ်တဲ့အလွယ်ဆုံးပေါ့နော်အဲ့တချို့ဒီတိုင်းမဟုတ်ဘူးအဲကျွန်တော်တို့ကနည်းနည်းလေးခစ်ဆန်တာလေးလုပ်ချင်သေးတယ်ဆိုရရတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့အဲထိလိုက်မယ်နော်အခုပြင်ကျင်တဲ့ပုံတစ်ပုံထိဒါဆိုရင်သူ့ကိုကျွန်တော်နည်းနည်းကျင်းလိုက်မယ်ဒီတိုင်းလေးပေါ့နော်โอเคဒီတိုင်းလေးထားမယ်โอเคဒါဆိုရင်ကျွန်တော်ရဲ့ပုံလည်းတစ်ချက်ထိမယ် โอเคဒီမှာဗောနော်ဒီတိုင်းလေးတွေလည်းဒါကျွန်တော်ရဲ့မရှိကအလှလေးတွေနဲ့ဗောနော်နောက်ခံဝေါ်ပိပါလေးလှနေတယ်ဆိုရင်တော့အဲ reaction video ဖန်တီးရတယ်ကျွန်တော် reaction video ဖန်တီးတာသဘောကျတာကတော့ဗောနော်အဲဘယ်လိုမျိုးသဘောကျလဲဆိုတော့ကိုယ့်ရဲ့ရုပ်ကိုအပုံလေးကိုជីជីထားပြီးတော့အဲ reaction video တပုတ်ဖန်တီးတာတော့ကျွန်တော်အကြိုက်ဆုံးဗောနော်โอเคဒါဆိုရင်ကျွန်တော်တို့ကဒီတိုင်းလေးရသွားပြီဗောနော်ရသွားပြီဆိုရင်သူ့ရဲ့ video ကအဒီတိုင်းဆိုရင်တိတ်ပြီးတော့မလှဘူးဗောနော်အဲတိတ်ပြီးတော့အဆင်မပြေဘူးဗောနော်အဲဒီတိုင်းရ အဲဒါဆိုရင်ကျွန်တော်တို့ကသူ့ကိုကျွန်တော်တို့ပြပေးနေတယ်လို့မျိုးဖုန်း frame လေးထည့်ခြင်းလေပေါ့နော်အဲတချို့ကျတော့ဖုန်း frame site ကလိုက်ချိုးနေကြမှာလို့ဘူးနော် video editing scale ကောင်းလဲဆိုရင်ကျွန်တော်ရေးမချက်ကအကျိုက်တယ်လို့မျိုးထည့်လို့ရတယ် okay ဒါဆိုရင်ကျွန်တော်ဖုန်း frame လေးနေလေသူ့ကိုထည့်မယ်နော်အဲသူ့ကိုကျွန်တော်ကဖုန်း frame လေးထည့်ပေးခြင်းလေဆိုရင်လေအဘေးလေးကိုနောက်ပြန်ဆုပ်နောက်ပြန်ဆုပ်ဒီမြားလေးနဲ့နောက်ဆုပ်ပေါ့နော်အဲဒီအောက်လေးမှာဖုန်း frame ကျွန်တော်ရေးမချက်ကကိုယ့်ရဲ့ဖုန်းထဲမှာလောက်ထားတာရှိတယ်ဆိုရင်လေ ဒါအလွယ်ကောက်ထည့်လိုက်ပါတော့เนาะကျွန်တော်တို့ကလှုပ်ထားတာမရှိဘူးဆိုတော့အဲကက်ကက်မှာပါတယ်ဖုန်းပလင်းလေးတကူကျွန်တော်ဖေးသုံးပြီးတော့ပြပေးမယ်เนาะအဲဒါဆိုရင်ဒီအောက်က speaker ဆိုတာရှိတယ် speaker လေးကိုတစ်ချက်နှိပ် okay နှိပ်ပြီးတော့ကျွန်တော်ရဲ့မချက်ကဒီနေရာမှာဖုန်း frame လေးကိုလိုက်ရှာလိုက်ပါတော့အဲတကယ်လို့ဖုန်း frame ကရှာလို့မတွေ့ဘူးဆိုရင်လေဒီရှာပါမှာကျွန်တော်ရဲ့မချက်ကဖုန်း frame ကိုရေးလိုက်အဲဒီဒီနေရာလေးမှာပါတော့ high step ball နှိပ်ပြီးတော့ကျွန်တော်ရဲ့မချက်ကဒီနေရာမှာဖုန်း frame ကိုရေးလိုက်ပါတော့ okay ဒီမှာကျွန်တော်ဖုန်းတော့ပဲရေးရတယ်เนาะဖုန်း frame ဆိုတာပေါ်လာတယ်ဒါဆိုရင်ဖုန်း frame လေးကိုနှိပ်လိုက် အနှိမ့်လိုက်ရင်သူကတော့မလှဘူးပေါ့နော်တေးသေးချာချာလေးကျွန်တော်တို့ကဖုန်းဖရင်လေးလှလှလေးတော့လိုက်ရှာတာပေါ့နော်အဒေါ်လို့ဆွဲပြီးလုပ်ထားတာအကောင်းဆုံးပေါ့နော်ကိုယ့်ဘောင်ဖန်တီးတာကတော့ဒီနေ့တော့ဒါကျွန်တော်အလွယ်ပြပေးလိုက်မယ်အဲဒါဆိုရင်ကက်ကက်မှာပါတဲ့ဖုန်းဖရင်လေးတစ်ခုကိုကျွန်တော်သုံးလိုက်မယ်โอเคဒါဆိုရင်ကျသွားပြီပေါ့နော်ကျသွားပြီဆိုရင်ဒါကျွန်တော်ဒီမှာဖုန်းဖရင်ရသွားပြီပေါ့နော်အဒီဖုန်းဖရင်လေးကိုကျွန်တော်လက်ကလေးနဲ့နည်းနည်းလေးဆွဲလိုက်မယ်အဲဒီလောက်လေးရသွားအောင်ပေါ့နော်အဲသူ့ကိုဖုန်းထဲမှာနေတဲ့ပုံစံမျိုးလေးပေါ့နော်အပြပေးနေတဲ့ပုံမျိုးလေးဖြစ်အောင်အဒီတိုင်းလှုပ်လိုက်မယ်လှုပ်လိုက်ပြီးတော့ကျွန်တော်ဒီမှာ အဲ့ဒါရပြီပေါ့နော်ရပြီဆိုရင်ကျွန်တော်ရေးဆိုကဖုန်းရဲ့ဘက်ကီလေးနဲ့ဘေးကိုနှိမ့်လိုက်လေးရတယ်အဲ့ပြီးသွားရင်တော့မှကာဆယ်လေးပေါ့နော်အမှန်လေးချစ်ပေးလိုက်အဲ့ချစ်ပေးလိုက်ရင်ဒီဖုန်းဖရင်လေးကိုလည်းကျွန်တော်နည်းနည်းလေးဆွဲလိုက်မယ်ပေါ့နော်အဲ့ဒါနည်းနည်းဆွဲလိုက်မယ်โอเคဒါဆိုရင်ဒီတိုင်းလေးရပါရသွားပြီဆိုပြင်မယ်လေဖုန်းနဲ့တပ်ပုံနဲ့ကကွက်တီမကြသေးဘူးပေါ့နော်ဒါကျွန်တော်တို့ကကွက်တီကြအောင်ထည့်ဖို့လိုတယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့ကကွက်တီကြအောင်ထည့်မယ်ဆိုရင်အခုဒီဗီဒီယိုလေးကိုဒါကျွန်တော်ကထည့်ဖို့လိုတယ်အဲ့ဒီဗီဒီယိုလေးကိုထည့်တယ်ပေါ့နော် အဲကျွန်တော်တို့ကဖုန်းဒါအခုကျွန်တော်လက်နဲ့သွားတောက်လိုက်တာကဖုန်း frame ပဲထိတယ်ဒီတိုင်းတော့မထိလို့မရဘူးဆိုရင်အဲဒီမြားလေးကိုနောက်ဆုံးကျွန်တော်မြားလေးတစ်ချက်ကြီးဖုန်းရဲ့ back key နဲ့လည်းရတယ်မြားနဲ့လည်းရတယ်အနောက်တစ်ချက်ဆုပ်ပြီးတော့မှဒီလိုမျိုးထပ်နေတယ်ဒီမှာနော်အဲထပ်နေတဲ့နေရာလေးကိုအနောက်လေးဆုပ်လိုက်ဒီထက်လာလာပြီးတော့အဲသူ့ရဲ့ပုံလေးကိုဒါကျွန်တော်တို့ကအနေနဲ့ကြီးထုတ်ရမယ်ပေါ့နော်ဖုန်း frame တိုင်းအဲဂျားတဲ့ကွက်တီဝင်အောင်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့က left key နဲ့လည်းကြီးလို့ရတယ်ဒါလေးကိုဆွဲလိုက်ပေါ့နော်အဲဒီတိုင်းလေးနည်းနည်းလေးပေးဆွဲလိုက်ဘေးကိုပုံနေပြီပြဿနာမရှိရအဲဒီတိုင်းလေးပေါ့နော် โอเคဒါဆိုရင်ကျွန်တော်တေးသေးချာချာလေးပေါ့เนาะအပေါ်အောက်လေးကိုအပေါ်အောက်ကိုတော့တခါလေးအပီယူထားလိုက်โอเคဒီတန်းလေးပေါ့เนาะကျွန်တော်ရဲ့ဖုန်းကနည်းနည်းရေသွေးညံ့နေတယ်ဗျာလှုပ်ပြက်ရတာတိတ်ပြီးတော့အဆင်မပြေဘူးဖြစ်နေเนาะအဲကျွန်တော်ရဲ့မစ္စတာကတေးသေးချာချာလုံးเนาะကျွန်တော်ရဲ့ဖုန်းကနည်းနည်းညံ့နေတယ်လေးနေတယ်တော့ပေါ့เนาะโอเคဒါဆိုရင်ကျွန်တော်တို့ကဒီနေရာမှာတေးသေးချာချာလေးဆွဲမယ်เนาะโอเคဒီနေရာလေးမှာတေးသေးချာချာလေးပေါ့เนาะအပေါ်အောက်လေးကိုတော့တခါလေးယူထားလိုက်ဗျာအဲဒီလိုမျိုးပေါ့เนาะ အဒီဘက်ဘေးနှစ်ဖက်ပို့နေတာကတော့ပို့နေပြီပြဿနာမရှိဘူးเนาะကျွန်တော်တို့ဒီအပေါ်လေးနဲ့ဒီအောက်လေးနဲ့ကလုံးဝကွက်တိကြောင်ယူထားလိုက်ပါတော့အပေါ်လေးနဲ့အောက်လေးနဲ့ကွက်တိကြောင်ယူထားမယ်ယူထားပြီးတော့ကျွန်တော်တို့ကျင်းလို့လည်းမရတော့ကျဲလို့လည်းမရတော့ဒါဆိုရင်အကျင်းလိုက်ရင်ဖုံးကြီးနဲ့လွတ်သွားမှာပေါ့เนาะအဲဒီလိုမျိုးကျင်းမယ်ဆိုရင်လည်းလွတ်သွားမယ်အဲဒီလိုမျိုးကျဲမယ်ဆိုရင်လည်းအပေါ်အောက်လေးပို့သွားလို့ပြဒါဆိုရင်အကျွန်တော်တို့အပေါ်နဲ့အောက်နဲ့တော့အပီယူထားလိုက်ပါတော့โอเคဒါဆိုရင်ကျွန်တော်အပေါ်အောက်ကိုကျွန်တော်အပီယူထားလိုက်မယ်เนาะโอเคယူထားလိုက်ပြီးသွားပြီဆိုရင်ဒါနေရာမှာကျွန်တော်ကแน่ๆပေါ့เนาะမက်ကလေးတုံးပြီးတော့ဒါကျွန်တော်တို့က ဖုန်းထဲကိုကွက်တိကြအောင်ကျွန်တော်တို့ကထည့်မယ်ပေါ့နော်အဲထည့်မယ်ဆိုရင်အဲမဗီဒီယိုထိထားမယ်နော်အဲ့ဒီဗီဒီယိုထိထားမယ်ထိထားပြီးတော့ဒီအောက်ကတန်းလိုက်မှာကျွန်တော်ရဲ့မိတ်ဆိုကမတ်ဆိုတာကိုလိုက်ရှာအဲဒီမှာမတ်ဆိုတာရှိတယ်နော်အဲဒီမှာမတ်ဆိုတာရှိတယ်မတ်ကိုတစ်ချက်နှိပ်အဲနှိပ်ပြီးတော့ဒီမှာ၄ထောက်လေးရှိတယ်နော်အဲ၄ထောက်လေးကိုတစ်ချက်နှိပ်အဲနှိပ်လိုက်ရင်ဒီတိုင်းလေးပေါ်လာမယ်ပေါ်လာမယ်ဆိုရင်ကျွန်တော်အမကျွန်တော်များလေးကိုတစ်ချက်ကြည့်ဒီအကျက်ဆိုတာအပေါ်ကိုပဲတစ်ချက်ထနှိပ်လိုက် အထက်နေလိုက်ပြီးတော့ဒီဘား ကိုကျွန်တော်ရဲ့မချက်ကကစားလို့ရတယ်နော်ဒီဘားကတချောင်းချင်းတိုင်းမှာအတုံးဝင်ရဲအတုံးလို့ရတယ်ပေါ့နော်အတုံးပြတဲ့နီလန်းတွေရှိတယ်တော်တော်လေးအဆင်ပြေတယ်ပေါ့နော် Mac ကိုတေချာသုံးတတ်မှဆိုရင်ဗီဒီယို edit scale မှာတော်တော်လေးလှပါတယ်အဲဒါဆိုရင်ကျွန်တော်ဒီဘက်ကိုရောက်နေတယ်အဲဒါဆိုရင်ဒုတိယ site ဆိုတာလေးကိုတစ်ချက်ပြောင်းလိုက်မယ် site ဆိုတာလေးတစ်ချက်ပြောင်းလိုက်ဒါလေးတွေကလှည့်လို့ရတယ်နော်ဘင်းလုံးပုံစံလေးပေါ့နော်ဒါကအောက်မှာနော်ကျွန်တော်မြားလေးတစ်ချက်ကြည့်ဒီမှာမြားလေးတစ်ချက်ဒီအောက်လေးမှာပေါ့နော်ဒါလေးကိုကျွန်တော်ဟိုဘက်ဒီမျိုးကွက်တီးကျင်းလိုက်မယ်နော် ။အဲဒီတိုင်းလေးပေါ့နော်အချင်းကျက်ကအဲသေးသေးချာချာလေးကွက်တိချိုးလိုက်မယ်။ Okay ဒီတိုင်းလေးပေါ့နော်အဲဒီတိုင်းလေးထည့်မယ်ထည့်မယ်။အထည့်လိုက်တာနဲ့ကျွန်တော်ကဒီဘက်မှာနည်းနည်းလေးဟိုဘက်လေးကိုပါသွားတယ်ပေါ့နော်။အဲပါသွားမယ်ဆိုရင်ကျွန်တော်များလေးတစ်ချက်ဒီဘက်အစွန်ဆုံးကဆက်လုံးလေးတစ်ချက်ပြန်လာမယ်။အပြန်လာပြီးတော့နည်းနည်းလေးဒီဘက်လေးကိုတစ်ခါပြန်တိုးပို့မယ်။ကွက်တိလေးပေါ့နော်စကေးချာချာလေးချိန်မယ်။အပိုလိုမရှိအောင်ပေါ့နော်။အဲကွက်တိတည်းချိန်မယ်။ Okay ဒါဆိုရင်ရသွားပြီရသွားပြီဆိုရင်ဒီဘက်က site လေးကိုတစ်ချက်ပြန်လာမယ်။အပေါ်အောက်ကိုဖြည့်တင်ဖို့တော့ပေါ့နော်။ အစိုက်ကလေးကိုတစ်ချက်လာမယ်ဒါကဒီပလေးပေါ့နော်အောက်ကဟာကတော့အပေါ်အောက်ကိုဆွဲကျင်းကျဲတဲ့ဟာโอเคဒီတိုင်းလေးပေါ့နော်တိတိချာချာလေးလုပ်မယ်အဲကွက်တိလေးပေါ့နော်အလုံးဝစကေးချာချာလေးလုပ်မယ်အဲဒီတိုင်းလေးကိုအနေနဲ့ဆိုးတင်ဦးမယ်โอเคဒါဆိုရင်ရပြီလားပေါ့နော်โอเคတစ်ချက်ကြည့်လိုက်မယ်အဲဒါဆိုရင်ကျွန်တော်ဘေးလေးနဲ့ဖုံးလေးတစ်ချက်ထိလိုက်မယ်သင်္သာမြေသာပြည့်အောင်ပေါ့နော်ဒါဆိုရင်တော့အဲရသွားပြီရသွားပြီဆိုပေမဲ့လေဒီအောက်ထောက်လေးဒီမှာ အချုံလေးတွေဖြစ်နေသေးတယ်နော် ဲ့ဒီအချွန်လေးတွေကဒီတိုင်းသိလို့မရအောင်အချွန်လေးတွေကိုကျွန်တော်တို့ကအဲဒီလိုမျိုးဇောင်းတတ်လိုက်မယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့ကဇောင်းတတ်မှာဖြစ်တဲ့တော့အဲ့ဒီဗီဒီယိုပဲပေါ့နော်အောက်တိုင်းလေးမှာရှိတယ်ကျွန်တော်ရအများကြီးကြည့်ဗီဒီယိုလေးကိုတစ်ချက်ပြန်ထိလိုက်ပြန်ထိပြီးတော့ဇောင်းတတ်မှာဖြစ်တဲ့ခုနကမတ်နေရာလေးကိုတစ်ချက်ပြန်သွားမယ်โอเคမတ်ကိုတစ်ချက်သွားမယ်သွားပြီးတော့ကျွန်တော်ရမျက်ကအဲ့ဒီအဂျက်ဆိုတာကိုပဲတစ်ချက်နှိပ်အနှိပ်ပြီးတော့ဒီစာချောင်းလေးကဆွဲနော်ဆွဲပြီးတော့ဒီအစွန်ဆုံးကိုဆွဲလိုက် မရောင်းကွန်းတာပေါ့နော်အဲအစွန်ဆုံးကိုဆွဲလိုက်ပေါ့နော်အစွန်ဆုံးမှာရှိတဲ့အတုကိုနှိပ်လိုက်အနှိပ်လိုက်ပြီးတော့အဲဒါလေးကိုကျွန်တော်ရဲမိတ်ဆိုတာဒီဥစ္စာလေးကိုနည်းနည်းလေးဆွဲပြလိုက်ဒီဘက်လေးပေါ့နော်အဲဒီမှာအဖြူအဝါချားအဝါလေးကဝင်သွားတယ်မြင်လားမသိဘူးနော်အဲဖုန်းကအမြင်ပိုင်းနည်းနည်းသေးနေတယ်တော့မြင်ကွင်းကျနေတော့ okay ဒါဆိုရင်အကျွန်တော်တို့ကဒီမှာဝင်သွားရပြီပေါ့နော်ဒါဆိုရင်ကျွန်တော်အပေါ်လေးကိုနည်းနည်းလေးလိုသေးတယ်အဲဒါလေးကိုလက်ကလေးနဲ့လည်းယူမယ်ဆိုလည်းရတာပေါ့နော်အဲတည်တည်ချာချာလေးလှုပ်ချင်တယ်ဆိုရင်လည်း အဲ့ဒီစာချောင်းလေးကိုဆွဲဆွဲပြီးတော့ကျွန်တော်ရဲ့မချက်ကဒီဘက်ကအစုံစုံလေးတစ်ချက်ပြန်လာအဒါလေးလိုက်ကစားကြည့်ပေါ့နော်အဲပောက်တတ်တဲ့အရာလည်းမရှိပါဘူးကွဲတတ်တဲ့အရာလည်းမရှိဘူးနော်အဲတည်တည်ချာချာလေးလိုက်ကစားဆိုရင်ကျွန်တော်ကဟိုဘက်ဒီဘက်ကိုဒါဆိုရင်အပေါ်အောက်ကိုကျွန်တော်တွန်းတင်းမယ်အဲတည်တည်ချာချာလေးပေါ့နော်โอเคဒီမှာအဲဒါဆိုရင်ဒီအဝါလေးကိုကြည့်လိုက်အလုံးဝစကေးကျသွားပြီနော်ဒီအဝါလေးကိုကြည့်တာအလုံးဝစကေးကျကျကျွန်တော်ပြပေးတာနော်အဲတည်ချာကြီးဒါဆိုရင်လုံးဝစကေးကျသွားပြီโอเคသွားပြီဟိုဘက်ဒီဘက်လည်းโอเคတယ် အအပေါ်အောက်လောက် okay ရပါတော့ဒီအဝါရေးလေးကိုကြည်လိုက်အဲဒါဆိုရင်လုံးဝပြင်မထွက်တော့ဘူးဒါဆိုရင်ရပြီရပြီဆိုရင်ဖုန်းရဲ့ bake လေး bake လို့တစ်ချက်နှိပ်ပြီးတော့အဲပွင့်ကြည့်လိုက်အဲဒါဆိုရင်ကျွန်တော်ကသူ့ကိုဖုန်းထဲမှာထည့်လိုက်ပြီပေါ့နော်အဲဒီတိုင်းလေးတွေဖန်တူလို့ရတယ်ဒါမှမဟုတ်ကိုယ့်ရဲ့ပုံကိုလည်းအဲဒါကျွန်တော်ရဲ့မရှိကဒီတိုင်းနဲ့လည်းသွားလို့ရတယ်ဒါမှမဟုတ်ကျွန်တော်တို့ကကျွန်တော်တို့ရဲ့ပုံမကြိုက်ဘူးအဝိုင်းလေးလို့ချင်တဲ့လေးတောက်လေးအသေးပုံလေးလှုပ်လို့ရတယ် okay ဒါဆိုရင်ကျွန်တော်ရဲ့ပုံလေးကိုတစ်ချက်ထည့်ထည့်လိုက်ရကျွန်တော်ဒီဘက်လေးနဲ့တိုးလိုက်မယ်နော်အဲထင်သာမင်းသာဖြစ်အောင် โอเคဒါဆိုရင်ကျွန်တော်ရဲ့ပုံကိုထေးထားပြီးတော့အောက်က mask လေးကိုတစ်ချက်ထပ်သုံးမယ် mask ကိုသုံးပြီးတော့ကျွန်တော်ရဲ့ပုံစံကဘယ်လိုမျိုးပုံစံကြိုက်လဲပေါ့နော်ဒီထဲမှာရှိတဲ့အသေးပုံလေးကြိုက်လားအသေးပုံလေးပေါ့နော်အဲအသေးပုံလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့လက်ကလေးနဲ့ကျေလိုက်ရတယ်ဒီအောက်ကအကျက်နဲ့လည်းရတယ်โอเคဒါဆိုရင်ကျွန်တော်ကနမူနာလုတ်ပြပေးတာနော်လှတော့မလှဘူးပေါ့နော်အဲဒီတိုင်းလေးလုတ်မယ်အဲဒီတိုင်းလေးတွေပေါ့နော်ဒါက အဲကျွန်တော်နဲ့တဲနေကလည်းမလောက်ဘူး။ Okay အဲဒါကနမူနာဖြစ်ဒီ line လေးထည့်လို့ရတယ်ဒါမှမဟုတ်ဒီဘက်က၄တောက်ကျဲလေးဆိုရင်လေ၄တောက်ကျဲလေးတွေအဲကိုကတော့ကိုကြိုက်တာလေးတွေပေါ့နော်ဒါဖန်တီးလို့ရတယ်ဆိုတာကိုကျွန်တော်မျှဝေပေးတာအဲဒီမှာကျွန်တော်ကအဝိုင်းလေးကြိုက်တာ Okay ဒါကျွန်တော်အဝိုင်းကြိုက်တယ်ဆိုရင်အဝိုင်းပေါ့နော်ဒါဆိုရင်အမှန်ချစ်လိုက်မယ်အမှန်ချစ်ပြီးတော့ဒါဆိုရင်ကျွန်တော်တို့ဗီဒီယိုလေးကိုတစ်ချက်ဖွင့်ကြည့်လိုက်အဲဒါဆိုရင်ကျွန်တော်တို့အဝိုင်းလေးနဲ့ဒါတော့ကျွန်တော်ရဲ့ဘေးနားကနည်းနည်းဒီမှာပတ်ပြတ်သွားတယ်နော်ညီတို့ဒါတွေမျိုးတွေတော့မဖြစ်စေနဲ့ပေါ့နော်အဲကျွန်တော်ရဲ့မိတ်ဆွေကတည်တည်ချာချာလေးလို့ โอเคဒါဆိုရင်ကျွန်တော်တို့ကဒါရီယရှင်ဗီဒီယိုဖန်သေးချင်တာပဲဖြစ်ဖြစ်ဘီလိုနေရာမှာပဲဖြစ်ဖြစ်အတုံးတဲ့သွားပြီဗောနော်အဲဒါမှမဟုတ်လို့ကျွန်တော်ရဲ့မိတ်ဆွေကကျွန်တော်ရဲ့နောက်ကအခုလိုမျိုးဗောနော်အဘောင်းဒီလိုမျိုးအသိအစင်မပြေဘူးကျွန်တော်တို့ကဘောင်းနာကွက်လီထည့်ချင်နေတယ်ဆိုလည်းရတယ်โอเคဒါဆိုရင်တော့ background လေးတစ်ခုတုံးလိုက်ဗောနော်โอเคဒါဆိုရင် background တစ်ခုထပ်တုံးမှာဖြစ်တဲ့အတွက်အောက်ကဗောနော်ဘေးလေးနှိပ်ပြီးတော့ overlay ကိုတစ်ချက်နှိပ်မယ်အဲ့နှိပ်ပြီးတော့ကျွန်တော်ရေးမစဘက်ဂရောင်းလေးတုံးလိုက်အဲ့ဘက်ဂရောင်းကအဲကျွန်တော်မှာဘယ်ဘယ်ဘက်ဂရောင်းတုံးရမလဲဆိုတော့ ဥမာဒီဗီဒီယို background လေးရတယ်ကြိုက်ထားထည့်လို့ရတယ်နော်အဲဒါဆိုရင်ကျွန်တော်ဒီနေရာမှာ background လေးတစ်ခုပေါ့နော်ဒီအဝိုင်းလေးကိုကျွန်တော်ထည့်လိုက်မယ်ဒါကျွန်တော်ရဲ့ဗီဒီယို background နော်အဲဓာတ်ပုံလေးရတယ်ဗီဒီယိုလေးရတာပေါ့နော်ဒါဆိုရင် तू ကဒီမှာကြာလာပြီအဲကြာလာပြီဆိုရင်သူ့ကိုထိထားပါတော့အဲထိထားပြီးတော့ကျွန်တော်ရဲ့မချက်ကအောက်ကဘားလေးကိုဆွဲအဲဆွဲပြီးတော့အဲဒီမှာတေးသေးချာချာလေးပေါ့နော်အဲဒီနေရာမှာမတ်ကိုတစ်ချက်လာဒီမှာအဝိုင်းလေးကိုတစ်ချက်နှိပ် အဲပြီးတော့ရင်လက်ကလေးနှစ်ချောင်းနဲ့တို့တို့ချဲလိုက်ပေါ့နော်အပေါ်လေးကခုနကကာလာရောင်လေးလေးပေါ်လာအောင်ပေါ့နော်အဲဒီမှာကာလာရောင်လေးပေါ်လာပြီနော်အဲရပြီโอเคဒီလိုမျိုးကာလာရောင်လေးလေးပေါ်လာအောင်တစ်ချက်လုပ်မယ်အဲလုပ်မယ်ရပြီဆိုရင်ဒါအမှန်ချဲလိုက်ပေါ့နော်ကျွန်တော်ရဲ့မရှိကတေးချလို့အဲကျွန်တော်ဗီဒီယိုရမ်းရှည်သွားမယ်ပေါ့နော်အပြပင်းပြပင်းနဲ့โอเคဒါဆိုရင်ကျွန်တော်ရဲ့ပုံတော့ကျွန်တော်ရဲ့ပုံထက်နည်းနည်းလေးပေးကြည့်လိုက်မယ်နော်ကျွန်တော်လက်ကလေးနှစ်ချောင်းနည်းနည်းလေးပေးကြည့်လိုက်ကျွန်တော်ရဲ့ပုံကြောက်သွားအောင်ပေါ့နော် โอเคဒါဆိုရင်ကျွန်တော်ရဲ့ပုံကပျောက်သွားပြီဒါဆိုရင်ကျွန်တော်ရဲ့ပုံကိုအဲ့ဒီ background အပေါ်ကျွန်တော်တို့ကပြန်တင်ရမယ်ပေါ့နော်အပြန်တင်ဖို့အတွက်ဖုန်းရဲ့ဘေးလေးကိုတစ်ချက်ထိဖြည်းပြီးတော့အဲနောက်နောက်တစ်ချက်ဆုပ်ပေါ့နော်ဘက်ကလေးနဲ့ဆုပ်အဲဆုပ်ပြီးတော့ဒီအောက်ကဘာလေးမှာဒီနေရာလေးမှာ layer ဆိုတာရှိတယ်နော်အဲ့ဒီ layer ဆိုတာလေးကိုကျွန်တော်ရဲ့မရှိကလာရှာလိုက်ပေါ့နော်โอเคဒီနေရာလေးမှာ layer ပေါ့နော်ကျွန်တော်ကဒီ background လေးထိထားနော် background ဘယ်ဟောတာဖြစ်ဖြစ်ပေါ့နော်ဟာတစ်ခုခုထိထားလိုက်ရတယ် အဗီဒီယိုထိထားလိုက်ရတယ် background ထိထားလိုက်ရတယ်ဒီနေရာလေးမှာဗျာတချို့တက်နေတာလေးရှိတယ်ဗောတချို့ကြောက်လဲမြားကောက်လေးနဲ့အဲတခုနဲ့တခုနဲ့ဒါအက်တွေကတော့မတူဘောနော်ဒီမှာ layer ဆိုရင်စာလေးမှာထားလိုက်ဗောနော်အဲတချို့ကြောက်လဲမြားကောက်လေးအပေါ်ချေအောက်ချေပုံလေးနဲ့ဗောနော်ကျွန်တော်မှာထက်နေတဲ့ပုံလေးရှိတယ်အဲ layer ဆိုတာနေရာလေးကိုတစ်ချက်နှိမ့်လိုက်အနှိမ့်လိုက်ရင်သူကအဲဒီလိုမျိုးရောက်လာပြီရောက်လာပြီဆိုရင်ကျွန်တော်ရဲ့ mouse ကဒီမှာလိုက်ပြောင်းမှုလိုတာဗောနော်အဲဒါတစ်ခါမှမလုပ်ရလဲအနှိမ့်လိုက်တာဗောနော် okay ဒါဆိုရင်ကျွန်တော်ရဲ့ပုံလေးကိုကျွန်တော်တစ်ချက်ထိလိုက်မယ်အဲထိလိုက်ပြီးတော့အဲဒီမှာ u ဒီဘက်လေးကိုလာထားလိုက်ဗောနော် အတချို့ဟာကျတော့လက်ကလေးနဲ့ဒီလိုမျိုးဖြည့်ပြီးတော့လာထားလို့ရတယ်နော်အတချို့ကျတော့ထားမရဘူးထားမရဘူးဆိုရင်ဒီမြားလေးပေါ့နော်ဒီမှာကျွန်တော်မြားလေးဟုတ်ပါဒီပါဟုတ်ပါဒီပါတိုးသွားလို့ရတယ်နော်အချို့ကျဖြည့်ပြီးတော့အဲကိုထားခြင်းနဲ့နေရပေါ့နော်အထိတ်ဆုံးလာထားလိုက်တယ်ကိုကကျွန်တော်ကအပေါ်မှာနေမှာဖြစ်တတ်တယ်ပေါ့နော်โอเคရပြီလားရပြီဆိုရင်ဒါကျွန်တော်အမှန်ချစ်လိုက်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ရဲ့ဓာတ်ပုံကအပေါ်ရောက်သွားပြီအဲဒါဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုတစ်ချက်ဖွင့်ကြည့်မယ်အဲဖွင့်ကြည့်မယ်ဒါဆိုရင်ကျွန်တော်ရဲ့ဘေးနာကအဲဒီလိုမျိုးအရစ်ကလေးပေါ်သွားပြီပေါ့နော် အဲဒါကိုကျွန်တော်ထင်ထင်လေးဖြစ်သွားရအောင်ကျွန်တော်ရဲ့ပုံနည်းနည်းထိမယ်ကျွန်တော်ရဲ့အဲလိုကိုပုံလေးနည်းနည်းလေးငယ်လိုက်မယ်ဗောနောပို့ပြီးတော့ထင်ထင်မြင်မြင်လေးဖြစ်တော့နည်းနည်းလေးငယ်လိုက်မယ်โอเคဒါဆိုရင်ရပြီဗောနောโอเคဒီမှာအဲဒီတိုင်းလေးတွေဗောနောဒါဖန်တီးလို့ရတယ်ကျွန်တော်ကအသေးစိတ်တေးတေးချာချာနားလဲသဘောပေါက်လေအောင် sharing လုပ်ပေးတာဗောနောအဲဗီဒီယိုကတော့ရှင်းရှင်းရှင်းမယ်ကျွန်တော်ရဲ့မိတ်ဆွေနောက်က live လုပ်တက်ရအောင်ဗောနောအကျွန်တော်မျှဝေပေးတာအကျွန်တော်တို့ဗီဒီယိုလေးတွေကိုဖန်တီးမယ်ဆိုရင်လည်းဒီလိုမျိုး scale ကြကြလေးတွေပဲဖန်တီးပါ အကြည့်သာရှုသာဖြစ်တဲ့ဗီဒီယိုတဖို့ဖြစ်အောင်ဖန်တီးပါတော့ကျွန်တော်အခုလိုမျိုးအနောက်ကဗီဒီယို background လေးတွေရောင်စုံ color လေးတွေ full frame လေးတွေကိုလည်းကျွန်တော်ဒီပေးလေးမှာချပေးမယ်ကျွန်တော်ရဲ့မိတ်ဆွေကတိုက်နှစ်တက်တဲ့သဘောချရဲဆိုရင်လည်း like share လေးနဲ့အားပေးကြပါဦးကျွန်တော်ရဲ့ပေးမှာကဒါပေးကလည်းအစ်စ်ဖွင့်လာတော့ဖြစ်တဲ့အတွက်ပေါ့နော်အလူကြည့်တဲ့အရန်နေနေပါသေးတယ်ဒါကြောင့် like share လေးနဲ့အားပေးဖို့ကျွန်တော်ကတောင်းဆိုပြရသည်အခုလိုမျိုးပေါ့နော်ကျွန်တော်တို့တနေ့နေနေပေါ့နော်အခြေခံကနေစပြီးတော့ဗီဒီယိုဗီဒီယိုတဖို့ကိုပေါ့နော် အကြည့်ကြည့်တာရှုတာဖြစ်တဲ့ဗီဒီယိုတစ်ပုဒ်ဖြစ်အောင်ကျွန်တော်ဖန်တီးတဲ့နေရာလေးကို sharing လုပ်ပေးပါမယ်။ဟုတ်ကဲ့ပါ။ကျွန်တော်ရဲ့မိတ်ဆွေကစိတ်ဝင်စားတယ်ဆိုရင်လည်း like share လေးနဲ့အားပေးကြဖို့တောင်းဆိုပါရစေခင်ဗျာ။ဟုတ်ကဲ့ပါ။အားလုံးကိုကျေးဇူးတင်ပါတယ်။